မှန်တော့ကုသိုလ်စိတ်နဲ့หนีဖို့ပါပဲကုသိုလ်စိတ်နဲ့หนีချဖို့ပဲကုသိုလ်စိတ်နဲ့လုံးမယ်ပြောမယ်ကြံမယ်ဆိုရင်ဒါကောင်းတဲ့ကုသိုလ်ဖြစ်ပြီးအကျိုးကြီးကောင်းတာပေါ့ဟိုလူတွေကဖုံးဆက်ပြီးတော့ဘသူရေးဘွားရေးချင်မှဒါလေးလူရောလူအဲ့ဒါကြီးလူရယ်လူရယ်လူရယ်အဲ့ဒါကြီးအကုန်လုံးကအဲ့လိုလူနေကြတဲ့ဟာတွေကိုတော့စနစ်မကျတော့လူသားမှုလို့ခေါ်ပါတယ် ားလုံးပဲမင်္ဂလာပါဗျာ MZ ဘာမီမှာပြန်လဲဂျိုဆူလိုက်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့အခုဒကြံမှာကျွန်တော်တို့တော်တယ်ရောက်နေတယ်ကျွန်တော်တို့ညီလေးတွေရဲ့ခံစားချက်လေးကိုတပြန်မိနစ်ကဒကြံမှာလဲငါတို့ကတော်တယ်မှာပဲဟမ်မိနစ်ကဒကြံမှာလဲတော်တယ်မှာပဲအဲ့တော့ဒီနေ့ဒကြံလဲတော်တယ်မှာအညက်ကဘာလို့ဆိုတော့ဒီနေ့ဒကြံတော့တနိုင်ငံလုံးရေစကားလို့မရဘူးဆိုတော့ငါပြောတာပေါ့ ိတ်ချမ်းသာအောင်နေအဲ့လိုမျိုးစာနာမှုပေါ့နော်စာနာတရားပေါ့စာနာစိတ်ထားတဲ့အဲ့လိုမျိုးကိုကြည့်ဘယ်လိုမလဲကိုကိုယ်တိုင်စာနာတက်မှတိမှာပေါ့လေတည့်ရမလားကိုရီးယားတော့နေသားကြနေပါပြီဘာမှဖြစ်ပါအောင်ဟုတ်ကဲ့လောက်မကဲရလဲဘာမှဖြစ်ပါအောင်အခုတော့ကိုရီးနဲ့ဘွားတူတွေစုသွားပြီဆိုတော့ကြံဖန်ပြောရတာတည်းတူရှက်ပေါက်မှာခေါ်ပြီးမေးအောင်မယ်ဒီကျန်မလဲရတဲ့ခံစားချက်တွေ โอเคတော်ထဲမှာရောက်နေတာ၄နှစ်ကြော်မှာတောင်မှပျော်ရွှင်နေတဲ့ကျွန်တော်တို့ရဲ့ကြည်နူးစရာချစ်ညီလေးတွေကျေးဇူးတင်တဲ့ညီလေးတွေအခုလိုမျိုးပျော်ကောင်းနေပေးတဲ့အတွက်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဘောမှာခွေတောင်သားကြောင်မျိုးမင်းပြောထားတဲ့ငလှင်အလူတွေစနစ်တကျနဲ့မလူတဲ့အသူတွေကိုသူတို့ကရောဘလောက်စနစ်ကျနေလဲဆိုတာကျွန်တော်သုံးသပ်ပေးမယ်အခုနောက်တစ်ခုကအလူတန်းနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ထဲမှာနောက်ပိုင်းပွဲမကြတာပေါ့စောပိုင်းတော့ကျွန်တော်တို့ကတော်တော်တယောက်ချင်းစီတူတော့မပြောလို့ပါဘူး အဲ့တော့နောက်ပိုင်းဘဝင်မကြလာတာဟုတ်ပါဘူးကိုကအတချို့လူရှင်တွေကကိုကချမ်းသာသူလည်းမဟုတ်ကြောက်ရသူလည်းမဟုတ်ဘူး pride တာလောက်ပါလေဆိုတဲ့စိတ်နဲ့သူတို့ကြည့်တော့လေ pride တာလောရလောက်အောင်နောက်ခံ background မရှိဘူးဒါပေမဲ့ pride တာလောက်တယ်ပေါ့ဆိုပြီးတော့လှူကြတာရှိတယ်ကိုသူကိုယ်တားလေးနဲ့ကိုအောင်လှူကြတာရှိတယ်ကိုလူတွေကဖုံးဆက်ပြီးတော့ဘသူရေးဘွားရေးကျမဒါလေးလှူရောလှူအဲ့ဒါကြီးလှူရ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 အဲ့ဒါကြီးအကုန်လုံးကအဲ့လိုလှူနေကြတဲ့ဟာတွေကိုတော့စနစ်မကျတော့လှူတမ်းမှုလို့ခေါ်ပါတယ်ဟိုလှူတမ်းမှုတွေအကုန်လုံးကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ခါကျွန်တော်တို့လှူတာကိုဟိုလှူတာအပြစ်တင်တာမဟုတ်အပြစ်မြင်တာမဟုတ်ဒါပေမဲ့စနစ်မကျတော့လှူတမ်းမှုက ဘရောမှခုနကျွန်တော်တို့တကယ်ဟိုအရမကြည့်အောင်โอเคငါမယုံမယ်စနေတကြလှူဒန်းမှုကဘယ်လိုလဲเนาะမင်းတို့ဖပတို့တိုင်းပြည်မှာเนาะလက်ညှိုးထိုးမလွယ်စီးစင်ဥစ္စာတွေဘီလီယံနဲ့ချီချမ်းသာနေတာဘယ်နေရာကိုဘလောက်လှူပြီးပြီလဲပြည်သူတွေအတုံးယုံသိနေတာအောက်ခြေမှာပစ္စည်းမှုတွေရေတွက်လို့မနိုင်ဘူးနိုင်ငံတကာကလှူထားတယ်တန်ပေါင်းတန်တရာလောက်ရှိမယ်အဲ့ဒီငွေတွေဘယ်မှာလဲငါတို့ပြည်သူကိုချပြပေးလေကွာ ဲ့ဒါလေးကိုလည်းတစ်ချက်မင်းမေးပေးဦးဒီဗီဒီယိုလေးကတော့เนาะကြောင်မျိုးမင်းမေးထားတာပေါ့เนาะကျွန်တော်ပြည်သူတွေဘလို့နေထိုင်ရမလဲဆိုတာဒါအရှင်ဖရာမိတ်ထားတာလေးကိုတစ်ချက်နားထောင်ကြည့်ပေးပါဦးမေးပြီးလဲရင်ဆိုင်ရဲဆိုပြီးလဲရင်ဆိုင်ရဲမရေးပြီးလဲရင်ဆိုင်ရဲမီလေးပြီးလဲရင်ဆိုင်ရဲငလင်ပြီးလဲထိုင်ရင်ဆိုင်ရဲဆိုဘေးတွေလည်းစုံနေပါပြီဟိုတတိယတော့ပြည်သူလူများပြည်သူလူကလည်းဘေးကပ်ပြီးပေါင်းဟိုစုံနေတဲ့ပြည်သူလူတို့ပြည်သူလူများနေတိုင်းမှာပဲရပါတော့လို့ပြောပြဟိုလိုရဲ့ဟိုဟောတာလေးကို ဒါလမ်းကြောင်းပြီးပြီးတော့မှဖြည့်ရမယ်မိဘူးဖြည့်နေတာအမှန်တော့ကုသိုလ်စိတ်နဲ့နေဖို့ပါပဲကုသိုလ်စိတ်နဲ့နေကြဖို့ပဲကုသိုလ်စိတ်နဲ့လုံးမယ်ပြောမယ်ကြံမယ်ဆိုရင်ဒါကောင်းတဲ့ကုသိုလ်ဖြစ်ပြီးအကျိုးကြီးကောင်းတာပေါ့ဒါမှခက်ကလာရရလဲကိလေသာတွေတည်များတဲ့ဘူးကိလေသာများလို့ဒီလိုဖောက်ပြန်နေတဲ့စိတ်ထားတွေကိုဟိုတနေ့ကပြောသလိုပေါ့ အသိဉာဏ်ရှိသူတို့ကလောကတောင်ဘုံမယူဝန့်လေအသိဉာဏ်မဲ့သူတို့ရဲ့လောကဖြစ်စည်းခြင်းကိုအပြစ်ဆိုပွဲမမြင်လို့အဲ့လိုတကယ်ကိုဖုံမှုကြာပါပြီအဲ့ဒါဆိုရင်နာဂိဆိုရင်ဆယ်ခုနဲ့တော့2010လား2008လားအဲ့ဒီတော့ရေးခဲ့တဲ့စာလေးအဲ့ကောင်းမင်းကြားစီခြင်းလေအခုကခက်တာလည်းသားကောင်းနေဆိုတာကို မသိတဲ့သူများတယ်တိမြန်တို့လည်းမကြိုက်တဲ့သူများတယ်ဘုမွန်တို့ရဟန္တာကအနေနဲ့ကောင်းတယ်ဆိုတာဒါသိအောင်လည်းပြောပြရမှာကြိုက်အောင်လည်းပြောပြရမှာပဲမှန်ပါတယ်မှန်ပါတယ်ဗျာအဲ့ဒါမျိုးတော့ဘုမွန်စိတ်ထဲမှာဆန္ဒရှိပါတယ်ဒါမဲ့တတဝါရဒါကိတိတာများလာရင်အကောင်းပြောအကောင်းမထင်တော့ဟုတ်တယ်မလား အကောင်းပြောရင်အကောင်းမထင်တော့ဘုရားအရှင်ဘုရားမိတ်သွားလာလीလေအရန်ကောင်းပါလေသို့တော်ဘုရားတပည့်တော်ပြောချင်တာဒီတခုတော့ရှိသေးတယ်ခုအခါကြီးရစ်ကြီးတွေမှာတောင်းကျွန်တော်တို့ပြည်သူတွေเนาะဘုံကြီးကြောင်းနေမှာဒါတရားဘာဝနာနဲ့နေနေတဲ့အချိန်မှာလေရင်နဲ့ဘုံကျဲသွားတာကြောတော့အရှင်ဘုရားအနေနဲ့တစ်ချက်မေးပေးပါဦးဖေဟာတပိတော့ဒါအရှင်ဖေဟာတို့အပြစ်လည်းမမြင်ပါဘူးမကောင်းလည်းမပြောရဲပါဘူးဖေဟာအဲ့တော့အခုလိုမျိုးကျွန်တော်တို့ ပြည်သူအဆောက်အုံကြီးကြီးမားမားတွေရဟန်းတန်ကတွေခိုးအောင်းနေတဲ့အဆောက်အုံကြီးကြီးမားမားတွေကို လေရင်နဲ့ဘုံကျဲတာလေးကိုအရှင်ဘုရားအနေနဲ့ဒါဖြစ်အံမဖြစ်အံအချက်ပြောသွားပေးပါလို့ဒါမေတ္တာရက်ခံပါတယ်အရှင်ဘုရားအတိတ်ရာကျော်ရှေးပါသည်